လူဘဝဘလောက်ရခဲ့တဲ့ဆိုတာဘယ်ပုဂ္ဂိုလ်တွေအတွက်ပြောတာတော့လို့ဆိုရင်အပင်လေးပုံရောက်သွားပြီးတဲ့တတ္တဝါတွေအတွက်လူဘုံကိုပြန်ဥလဲဖို့ဆိုတာအလွန်ခက်တယ်တဲ့အဲ့ဒါကိုဗာနဲ့ဥပမာပေးထားတော့ဆိုလက်ကန်းကြီးတစ်ကောင်ရဲ့ဥပမာလက်ကန်းကြီးတစ်ကောင်ရဲ့ဥပမာလည်းပဲကြည့်လက်ကန်းကြီးတစ်ကောင်ကပင်လယ်ထဲမှာကျဆင်းတယ် အနှစ်တရားကြာမှပင်လေရေမျက်နှာပြင်ပေါ်မှာခေါင်းကလေးပြူကြည့်ပြီးအသက်ရှူတယ်။အနှစ်တရားလုံးလုံးပင်လေရေမျက်နှာပေါ်မှာတက်မလာဘူးတဲ့။ပင်လေရေထဲမှာပဲရေနဲ့ပိုင်းထဲမှာပဲသူကလှဲ့လေကျက်စားပြီးတော့နေတဲ့လေကြီး။အဲ့ဒီလေကြီးကမျက်စိနှကွင်းအလင်းမရလို့ကန်းနေတဲ့လေမျိုးလေကန်းတဲ့ဟောက်ကအဲ့ဒီပင်လေပြင်ထဲမှာ ထံဘူရုံကြီးတစ်ခုကအပေါက်ကလေးတစ်ခုပဲပေါက်ပါအဲ့ဒီပင်လဲဆိုတာကအမြဲတမ်းလှုပ်ရှားနေငြိမ်းနေတာမဟုတ်ဘူးမရရားလူတွေတော့ပင်လဲမြင်ဘူးတဲ့လူအကုန်မြင်ဘူးချင်မှမြင်ဘူးမှာနော်ဟုတ်ရန်ကုန်တို့အောက်ပိုင်းကလူတွေကတော့ပင်လဲမြင်ဘူးတဲ့ပင်လဲဆိုတာငြိမ်သက်နေတဲ့နေရာမဟုတ်အမြဲတမ်းလှုပ်ရှားလှိုင်းကအမြဲတမ်းတိုက်ပြီးတော့နေတဲ့နေရာ အဲ့ဒီထံဘူတုံကြီးရဲ့ပင်လေထဲမှာမျောပြီးတော့မျောရှင်ရမျောနေတဲ့ထံဘူတုံကြီးရဲ့အပေါက်တပေါက်ခဲပါလက်ကန်းကြီးကလည်းသွားချင်ရသွားအနစ်တရားကြတဲ့အခါပင်လေရေမျက်နှာပေါ်တက်လာပြီးခေါင်းကလေးပြူလိုက်တယ်လေအဲ့ဒီပြူလိုက်တဲ့ခေါင်းလေးနဲ့ခဏကမျောချင်ရမျောပြီးတော့လှိုင်းပုတ်ရမျောနေတဲ့ထဘုံတုံကြီးရဲ့အပေါက်နဲ့သွားဆွမိတယ်ဆိုတာဖြစ်ကောင်းဖြစ်နိုင်သေးတယ်ဖြစ်နိုင်ပါမလားဖြစ်နိုင်ပါဘူး ဖြစ်နိုင်မှာအဲ့ဒါကဖြစ်နိုင်သေးတယ်တဲ့အပင်လေးပုံရောက်သွားတဲ့တတ္တဝါတရားလူပြေပြန်ရောက်ဖို့ဆိုခင်းတယ်